သောဝါဤမာယာရေကံဒုမဟုတ်ဘဝလမ်းနှက်တွင်မိမိတို့ဤဘဝဖြစ်စဉ်များသည်မိမိတို့ဤ ద్వార များ၌သိเสียအာယုများနှင့်သိစိတ်အာရမဏိကတို့တွေးဆောင်ရာမှဖြစ်ပေါ်လာကြကြည်သည်ဖြစ်သည်ထို့ကြောင့်မိမိတို့ဤဘဝဖြစ်စဉ်များကိုသိလျောပါလင်သိเสียအာယုများကိုလည်းအမှန်တိုင်းသိဖို့လိုဤရင်းတို့တွေးဆောင်ရာ ద్వార များကိုလည်းအမှန်တိုင်းသိဖို့လိုဤဤတို့ဒီမှာပါလဲမိမိတို့ဤဘဝဖြစ်စဉ်များကိုအမှန်တိုင်းသိနိုင်မည်ဖြစ်၏ ဘဝဖြစ်စဉ်များကိုအမှန်အတိုင်းသိပါမှလည်းဘဝခီးကိုမိမိတို့နှစ်သက်သလိုရှောက်အောင်ရှောက်နိုင်အောင်စီစဉ်နိုင်မည်ဖြစ်၏အခြင်းအားဖြင့်ဘဝခီးသည်နှစ်မျိုးရှိ၏တစ်မျိုးမှာကံကညှုံပေးသောလမ်းအတိုင်း600သောခီးဖြစ်၏အခြားတစ်မျိုးမှာညံကညှုံပေးသောလမ်းအတိုင်း600သောခီးဖြစ်၏တနည်းအားဖြင့်ဆိုရရင်ကံခီးနှင့်ညံခီးတို့ပင်ဖြစ်လေ၏ ကံခရီးတိုင်းလျှောက်ပါကမိမိတို့၏ဘဝသည်ကံညွန်ပြပေးသောကင်းထောက်စခန်းများအတိုင်းရောက်မည်ဖြစ်၏မိမိတို့ရောက်လိုသည့်အတိုင်းရောက်မည်မဟုတ်ကံကနတ်ပြည်ကိုညှို့လင်းနတ်ပြည်သို့ရောက်၏ငရဲပြည်ကိုညှို့လင်းငရဲပြည်သို့ရောက်၏လူပြည်ကိုညှို့လင်းလည်းလူပြည်သို့ရောက်ရပြန်၏ဤခရီးတွင်ကံသည်ဘင်းဧကရစ်ဖြစ်၏သူညှို့သည့်အတိုင်းသွားရ၏မသွားလည်းမဖြစ်သွားကိုသွားရ၏ဤဒီမှာကံမနိယာမဖြစ်လေ၏ အကယ်၍ဉာဏ်ခီးအတိုင်း၆ပါးကမိမိတို့၏စိတ်ဆန္ဒအတိုင်းမိမိတို့ရောက်လိုရာကိုရောက်နိုင်၏။နတ်ပြည်တို့ရောက်လိုလင်လဲနတ်ပြည်တို့ရောက်ရ၏။လူပြည်တို့ရောက်လိုလင်လဲလူပြည်တို့ရောက်ရ၏။အကယ်၍နိဗ္ဗာန်တို့ရောက်လိုပါကလည်းနိဗ္ဗာန်တို့ရောက်ရ၏။ဤခီးတွင်ဉာဏ်သည်ဘရင်အေဘရင်ဧကရဖြစ်ကံသည်ဉာဏ်၏အမိတ်အတိုင်းလိုက်နာဆောင်ရွက်ရ၏။လမ်းနှစ်သွဲတွင်ဉာဏ်လန်းသည်ကောင်း၏။မိမိစန္ဒရှိသလိုရှောက်နိုင်၏။မိမိစန္ဒရှိသည့်အတိုင်းလဲရောက်နိုင်၏။ ထို့ကြောင့်မိမိတို့၏ဘဝသည်ဉာဏ်ကညွန့်ပြပေးသောလမ်းအတိုင်းရှောင်နိုင်ရန်အတွက်သိစရာအာရုံများ၏သဘောကို အမှန်အတိုင်းသိရန်လိုခြင်းဖြစ်၏။ညင်းတို့ဆုံးရဒေါရအများ၏သဘောကိုလည်းအမှန်အတိုင်းသိရန်လိုခြင်းဖြစ်၏။ဤသို့အမှန်အတိုင်းသိခြင်းသည်ပင်ဉာဏ်လန်းကိုလိုက်ရှင်းမိ၏။အာယုံအာရမဏိကဒေါရဤသုံးမျိုးလုံးပရမတ္တဓမ္မများဖြစ်ကြ၏ပရမတ္တဓမ္မများဖြစ်ကြသည့်အာလျောစွာယင်းတို့သည်သဘောတသက်မျှသာဖြစ်ကြ၏ပုံကိုယ်လည်းမဟုတ် ဘဒဝါလည်းမဟုတ်အရာဝတ္ထုလည်းမဟုတ်ဒရက်လည်းမဟုတ်အသက်လည်းမဟုတ်ဤဒီမှာဗရမတ္တဓမ္မတို့ဤစစ်မှန်သောသဘောစစ်မှန်သောလက္ခဏာဖြစ်၏တို့ရာရင်းလက်တွေ့သဘောလက်တွေ့အဖြစ်ဘဝဖြစ်စဉ်နှင့်ပတ်သက်လာလင်ဤဓမ္မသုံးမျိုးတို့သည်ဤတို့ဤအတိုင်းမဖြစ်ကြဤဓမ္မအုပ်စုသုံးမျိုးတွင် အရေးအကြီးဆုံးမှာဒရာရဖြစ်၏ဒရာရ၏အနက်မှာတကားဖြစ်၏ တကောက်ဟူသည့်အတိုင်းအာယုန်နှင့်အာရမဏိကတို့သည်ဤနေရာမှဝင်ကြ၏ဖကြ၏ဒွါရကိုပင်အာရဏအာယတဲ့အာယတနာဟု၍လဲဆိုကြ၏အာယတနာ၏အနက်မှဌာနဖြစ်၏သီးစိတ်ဖြစ်သောအာရမဏိကတို့သည်ဆိုင်ရာဆိုင်ရာဒွါရများ၌ဖြစ်ကြ၏ရှုပ်ကြ၏ထို့ကြောင့်ဒွါရများကိုအာယတနာများဟု၍ခေါ်ခြင်းဖြစ်၏ဆိုင်ရာဆိုင်ရာအာယုန်များသည်ဆိုင်ရာဆိုင်ရာဒွါရများ၌ထင်ရှား၏ထို့သောထင်းသည့်အတိုင်းဆိုင်ရာဆိုင်ရာအသီးစိတ်များဖြစ်ကြ၏ အာယုံနှစ်သီးစိတ်အားလျော်စွာဆိုင်းရဆိုင်းရသီးစိတ်ကဆိုင်းရဆိုင်းရအာယုံကိုသိ၏ဤဒီမှာဓမ္မသဘောတဘာဝဖြစ်စဉ်ဖြစ်၏တို့ရရင်လက်တွေ့အဖြစ်မူထိုကဲ့သို့မဖြစ်အမှန်အဖြစ်အာသဘောတရားတို့သည်ဒွါရများကိုဝင့်ရလျက်ချီကြ၏အာသဘောတရားတို့သည်ကာမတဝဘဝတဝဒိဋ္ဌာတဝအဝိစာတဝဟူ၍လေးမျိုးရှိ၏ကာမတဝသည်ကာမဘုံသားတို့ကိုအာယုံနှင့်ပတ်သက်၍တိရရင် အမှန်တိုင်းမသိစေဘဲကမောက်ကမတိအောင်လုပ်တတ်၏ ဘဝတဝသည်မြမာတို့ကိုအာယုန်နှင့်ပတ်သက်၍သိရရင် အမှန်တိုင်းမသိစေဘဲကမောက်ကမသိအောင်လုပ်တတ်၏ဒိဋ္ဌာတဝသည်ပုထုဇဉ်ဟူသမျှကိုအာယုန်နှင့်ပတ်သက်၍သိရရင်အမှန်တိုင်းမသိစေဘဲကမောက်ကမသိအောင်လုပ်တတ်၏အဝိဇ္ဇာဘဝသည်ပုထုဇဉ်မှအနာဂတ်တိုင်းအောင်အာယုန်နှင့်ပတ်သက်၍သိရ၌အမှန်တိုင်းမသိစေဘဲကမောက်ကမသိအောင်လုပ်တတ်၏ထို့ကြောင့်အတဝတရားများကိုအယက်နှစ်တင်စား၍ဉာဏ်ငံများ၌ဆိုခြင်းဖြစ်၏ အယက်မှုသမားများသည်အယက်ကြောင့်အာယုံကိုအမှန်တိုင်းမသိပဲမိမိသိကျင်သလိုသိခြင်းဖြစ်၏စိတ်ဆိုးစရာအာယုံမဟုတ်ပါဘဲလျက်စိတ်ဆိုး၏ပြမစရာအာယုံမဟုတ်ပါဘဲလျက်ပြမတတ်၏အာသဘောတရားတို့သည်လည်းအယက်နည်းတူပင်ထိုထိုသရဝါတို့အားအာယုံနှင့်ပတ်သက်၍သိရရင်အမှန်တိုင်းမသိစေပဲကမောက်ကမသိစေတတ်ကြလေ၏အာသဘောတရားများကိုအိမ်မက်နှင့်တင်စားရ၍ဆိုနိုင်ပါ၏အိမ်မက်အတွင်း၌အိမ်မက်မက်နေသူသည် မိမိမှတ်နေသောအိမ်မက်ကြောင့်မိမိသည်သည်များအလုံးကိုအမှန်ကြီးဖြစ်ကြောင်းယုံမဲ့၏။ကောင်းကင်၌သွားနေရခြင်းသည်လည်းသူ့အတွက်အမှန်ပင်ဖြစ်၏။ဂျေဘော၌လျှောက်သွားနေရခြင်းသည်လည်းသူ့အတွက်အမှန်ပင်ဖြစ်၏။ဘာလုံးလုံးလုံးသည်များအလုံးသူ့အတွက်အမှန်ကြီးဖြစ်၏။မနိုးသေးသည်များကာလအတွင်းတွေးကြုံခန်းစားရသည်များအလုံးသူ့အတွက်အမှန်ကြီးဖြစ်၏။ထိုနည်းတူပင်အာသဝတရားများသည်မိမိတို့မချုပ်သေးသည်များကာလပတ်လုံးမိမိတို့ကိန်းဝတ်ရာပုံပုံများအတွက်သိစရာအယုံများနှင့်ပတ်သက်၍သိရရင် အားလုံးအမှန်ကြီးထင်နေအောင်လုပ်တတ်ကြ၏တို့ကြောင့်အာသဝမကင်းသူများသည် အာသဝတရားများကြောင့်မိမိတို့သည်သမျှကြုံမိမိတို့သည်သမျှတွေးကြုံခံစားရသမျှကိုအမှန်ကြီးထင်မှတ်နေကြခြင်းဖြစ်၏ထင်မှတ်သည့်အတိုင်းလဲယုံကြည်နေကြခြင်းဖြစ်၏အိမ်ယာမနိုးသောအခါအိမ်မက်အတွေ့အကြုံများအလုံးတို့သည်အမှားကြီးဖြစ်ကြောင်းသည်တကယ်သို့အာသဝကုန်ခန်း၍ယဟန္တာဖြစ်သွားသောအခါအာသဝမကုန်မီကတိရသောအသည့်ဟုသမျှတို့သည်အလုံးအမှားကြီးဖြစ်ကြောင်းသိလေ၏ မြင်စရာအာယုံသည်ပရမတသဘောအရအစင်းတသက်မျှတာဖြစ်၏ dread လည်းမရှိအသက်လည်းမဟုတ်တို့ရာတွင်မျက်စိ၌အာယုံအဖြစ်လာ၍ထင်သောအခါမျက်စိကိုဝန်းရံလျက်ရှိသောအာတဝါ၏မာယာရည်များကိုဖျက်သိမ်း၍ထင်ရ၏အာတဝါ၏မာယာရည်များကိုဖျက်သိမ်းလိုက်သည့်နှင့်တပြိုင်နက်မြင်စရာအာယုံသည်ပရမတသဘောအရအစင်းတသက်မျှမကတော့ပုပ်ကိုဖြစ်လာ၏တက်ရှိဖြစ်လာ၏အရာဝတ္ထုဖြစ်လာ၏ dread ရှိဖြစ်လာ၏ ဤဒီမှာအာတဝါဤမာယာရေကြောင့်ဖြစ်အကယ်၍အစင်းအာယုံသည်အာတဝါဤမာယာရေနှင့်သာမထိတွေ့ဘူးဆိုပါလေမြင်မြင်ကများနှင့်ပင်အဆုံးသက်ဒုံဤသူကြားเสียဟာအာယုံများသည်၎င်းနန်းเสียဟာအာယုံများသည်၎င်းအခြားသောအသိเสียဟာအာယုံများသည်၎င်းထိုထိုဒရရများကိုဝင်းရံလျက်ရှိသောအာတဝါဤမာယာရေနှင့်ထိတွေ့ပြီးဆိုင်ယာဒရရများ၌တင်ထင်ချင်းဖြစ်ပါကတတ်မဲ့မှတတ်ရှိသူ၎င်းဒရမဲ့မှဒရရှိသူ၎င်းပြောင်းလဲသွားကြမည်ဖြစ်၏ အကယ်၍အာသဝအီမာယာယင်နဲ့မထီးတွေ့ပါကကြာကြာကများအနန္တကများတိတိကများနှင့်ပင်အဆုံးသက်ကြမည်ဖြစ်၏အမှန်အဖြစ်ဗြဟ္မတသဘောအရမြင်လင်းမြင်ကမှကြားလင်ကြားကမှနာလင်နာကမှတိလင်တိကများတို့သည်သာအမှန်တရားများဖြစ်ကြ၏ဤအမှန်တရားများသည်လည်းအာသဝကုန်ခန်းပြီးသူယဟန္တာများအတွက်သာဖြစ်နိုင်၏အာသဝမကုန်သေးသူများအတွက်မဖြစ်နိုင်ပါခြင်း ဤဒီမှာသိစရာအယုံများနှင့်ပတ်သက်၍အမှန်အတိုင်းသိနိုင်အောင်တင်ပြခြင်းဖြစ်၏။သီစိတ်အာရမဏိကများနှင့်ပတ်သက်ရ၌လည်းဘုံဤသူပင်အာသဝဤမာယာရင်နှင့်မထီလင်တမျိုးဖြစ်၍ထီလင်တမျိုးဖြစ်၏။သီစိတ်များသည်လည်းဒွါရများကိုဝိညာဉ်လျက်ရှိသောအာသဝဤမာယာရင်များကိုဖျက်ဆီး၍အာယုံများကိုညှာရ၏။သီးစိတ်များသည်အာသဝဤမာယာရည်များကိုဖျက်တမ်းလိုစိမ့်နှင့်တပြိုင်နက်ဖျက်တမ်းလိုစိမ့်နှင့်တပြိုင်နက်ထဲ ။သီးစိမ်များသည့်အာသဝါ၏မာယာရင်ညာကိုဖျက်ဆီးလိုစိမ့်နှင့်တပြိုင်နက်တည်းသီးစိမ်များသည့်ပရမတ္တသဘောအရတည်ခြင်းတသက်မြမဟုတ်တော့ဘဲငါဖြစ်လာ၏။ထိုအခါသီးစိမ်ကတည်ခြင်းမဟုတ်တော့ဘဲငါကတည်ခြင်းဖြစ်လာ၏။ဒီစိတ်ဒီငါဖြစ်လာသည်နှင့်တပြိုင်နက်ငါကိုပပင်းစတရား၃မှာတို့ကသိမ့်ပိုက်လီတော်ဤပပင်းစတရား၃မှာဟုသည်မာတဏမာနဒိဋ္ဌိတို့ဖြစ်၏ ဒသနအကြံများ၌ပပင်းစာတရား၃ပါးကို လောကီအတွင်းသယုတ်ဟု၏ဆိုကြ၏ငါကိုတဏကသိမ့်ပိုက်လိုက်တဲ့အခါငါမိသားစုငါလူမျိုးငါနိုင်ငံဟု၍ဆွဲလန်းလာ၏အရှားမိသားစုအရှားလူမျိုး အရှားနိုင်ငံများကိုဤမြေကပါဤကပါမြေပြင်၌ရှိသည်ဟု၍ပင်အမှတ်မထားခြင်းတော့ငါကိုမာနကသိမ့်ပိုက်သောအခါငါမငါဖြစ်လာ၏ ငါကိုလာမထီးနဲ့ဘာမှတလဲဟူ၍၎င်းအခြေအနေနှိမ့်ကြလင်လဲအခြေအနေနှိမ့်ကြပေမဲ့ဘသူကိုမှအောက်ကြမခံဘူးဟူ၍၎င်းအခြေအနေအခြေအနေဓာတ်လူဖြစ်လင်လဲအတူတူချင်းကများဟူ၍၎င်းအခြေအနေမြန်မာနေလေလဲဒီလိုမလောက်လင်းမလောက်စားကများဟူ၍၎င်းခံယူချက်များဖြစ်ထောင်းလွှားလိမ့်ဤငါကိုဒိဋ္ဌိကသိမ့်ပိုက်တော့အခါငါကမှန်လျက်သားနဲ့ဘာဖြစ်လို့အလျှော့ပေးရမှာလဲဟူ၍၎င်း မနိုင်လေဖြစ်သည့်နီးဖြစ်နိုင်အောင်လုပ်မည်ဟူ၍၎င်းခံယူချက်များဖြင့်ကောင်းပါလေ၏ဤဒီမှာဤဒီများမှာ အသဘောတရားများကြောင့်ဖြစ်ပေါ်လာသောဘဝဖြစ်စဉ်များပင်ဖြစ်၏သိစရာအာယုသိစိတ်အာရမဏိကနှင့်ယင်းတို့ဖြစ်ပေါ်ရာဒွါရများသည်အသဝါ၏မာယာရည်များနှင့်မထီတွေ့စဉ်ကပရမတ္တသစ္စာနှင့်ပင်၌ရှိကြ၏ပုဂ္ဂိုလ်လည်းမဟုတ်တရဝါလည်းမဟုတ်အတ္တဇီဝလည်းမဟုတ်သဘောဝဓမ္မတသက်မျှတာဖြစ်ကြ၏ အာသဝအီမာယာရေများနှင့်ထိတွေ့လိုက်သောအခါတိစေယတိစိတ်နှင့်ဖြစ်ရာဒွါရများသည်ပရမတ္တသစ္စာနယ်မှသမှုတိသစ္စာနယ်သို့ရောက်လာသည်နှင့်တပြိုင်နက်ယင်းတို့သည် ပုပ်ကိုများဖြစ်လာကြ၏တရဝါများဖြစ်လာကြ၏အသက်ဇီဝများဖြစ်လာကြ၏ပရမတ္တသစ္စာသည်ဉာဏ်လန်း၏သစ္စာဖြစ်၍သမှုတိသစ္စာသည်ကံလန်း၏သစ္စာဖြစ်၏ ်တမှုရိသ္သာနေပင်၌ကံကခင်းပေသောလမ်းပေါ်၌ခြောက်ကြသူများ၏ဘဝသည်အယံမှုသမားများ၏ဘဝတဖွဲ့သာဖြစ်၏အိမ်မက်တဖွဲ့သာဖြစ်၏အမှန်အဖြစ်တန်တရားတစ်လျှောက်လုံးအယံမှုနေ၍မဖြစ်အယံမှုပြေအောင်လုပ်ရမည်ဖြစ်၏တန်တရားတစ်လျှောက်လုံးအိမ်မက်ကိုမက်နေ၍မဖြစ်နိုးအောင်လုပ်ကြရမည်ဖြစ်၏အယံမှုပြေအောင်လုပ်နိုင်အောင်အယမှုပြေအောင်လို့လိုပါကအိမ်မမနိုးအောင်လို့လိုပါကညံကခင်းပေးသောလမ်းပေါ်၌ခြောက်ရပြီလိမ့်မည် ညာကခင်းပေးတော့လမ်းပေါ်၌၆ပါးမှလည်းမိမိတို့၏ဘဝများသည်ပရမတ္တသစ္စာနည်းသို့ရောက်ပေလိမ့်မည်။တင့်ဘဝဇန်နဝါရီ1995